မင်္ဂလာပါရှင်ကုမီလန်နျူးစ်ရဲ့စက်တင်ဘာလ29ရက်နေ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ပလောဝမြို့ကိုစစ်ကော်မရှင်ကလေကြောင်းကနေတိုက်ခိုက်လို့လူသေဆုံးမှုရှိတဲ့သတင်းမီဇိုရမ်မှာလူ9ယောက်စီကနေရူပီ3500တန်မိုးရှိတဲ့ဘိန်းစေး850ဖမ်းဆီးခံရတဲ့သတင်းနဲ့ကလေးမျိုးနယ်တောင်ပိုင်းကြံသားရွာမှာ CDF KKG ရဲဘော်နှစ်ယောက်ကြာဆုံးတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမဆုံးအနေနဲ့ ပလောဝမြို့ကိုစစ်ကော်မရှင်ကလေကြောင်းကနေတိုက်ခိုက်လို့လူသေဆုံးမှုရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချင်းမီနယ်ပလောဝမြို့နယ်ကိုဒီကနေ့စက်တဘာ29ရက်နေ့နေ့လယ်12နာရီခွဲဝန်းကျင်ကစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်တာကြောင့်လူထိခိုက်သေဆုံးမှုရှိတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။စစ်ကော်မရှင်ကပလောဝမြို့နယ်အတွင်းကမြို့မရက်ကွက်မှာရှိတဲ့မြို့မဈေးနဲ့ဆေးရုံအနီးဝန်းကျင်ကိုလေကြောင်းကနေပုံသီးနှလုံးထပ်မနေကျဲချတိုက်ခိုက်ခဲ့တာကြောင့် ူနှစ်ယောက်သေဆုံးပြီးထိခိုက်မှုတွေလည်းရှိတယ်လို့ပလောဝါမြို့ခံတွေကပြောပါတယ်။စစ်တပ်ကပလောဝါမြို့ကိုဘုံမကျဲခင်အရင်ဩဂတ်စ်လတွေကလေကြောင်းစောင့်ကြည့်မှုတွေပြုလုပ်ခဲ့တာလို့ပလောဝါဒေသခံတွေကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မီဇိုရမ်မှာလူ900ယောက်စီကနေရူပီ3500တန်မိုးရှိတဲ့ဘိန်းစေးအိတ်650ဖန်ဆီးခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကြမ်းဖိုင်ခရိုင်မှာစက်တဘာ29ရက်နေ့က ဒေတာခံ9ယောက်စီကနေရူပီ3900တန်မိုးရှိရဲ့ဘိန်းစိအိတ်တွေဖမ်းမိရဲ့လို့ဒေတာရင်းသတင်းဌာနတွေမှာဖော်ပြပါဗျ။အိန္ဒိယမြန်မာနယ်စပ်ကြံဖိုင်ခရိုင်ကနေအိုက်ဇော့မြို့ကိုဥတီမောင်းနှင်လာတဲ့ကုန်တင်ကားလေးစီးကိုအာတန်ရိုင်းဖယ်တပ်ဖွဲ့ကဆစ်ဆီးခဲ့တာကြောင့်ကားပေါ်မှာဖွက်ယူလာတဲ့ဘိန်းစိအိတ်650နဲ့စီဂရက်35ဖာကိုဖမ်းမိခဲ့ရပါ။ဖမ်းမိတဲ့မူရဲ့စေဝါတွေရဲ့တန်မိုးကခမန်းကာလာတန်မိုးအနေနဲ့အိန္ဒိယရူပီ3900ဝန်းကျင်ခန့်ရှိတယ်လို့ဆိုပါတယ်။ဖမ်းမိတဲ့ဒေတာခံ9ယောက်ကိုလည်း အာတန်ရိုင်ဖဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးတော့တရားဥပဒေအရအရေးယူနိုင်မှုတာဝန်ရှိသူတွေစီကိုလွှဲပြောင်းထားတယ်လို့သိရပါဗျ။ကလင်းမြို့နယ်တောင်ပိုင်းကြံသာရွာတိုက်ပွဲမှာ CDF KKG ရဲဘော်၂ယောက်ကြာဆုံးတဲ့သတင်းကိုနောက်ဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။သခိုင်းတိုင်းကလင်းမြို့နယ်တောင်ပိုင်းကလေးကံကောကလမဘော်ကကြံသာရွာတိုက်ပွဲမှာချင်းကခွဲရေးတပ်ဖြစ်တဲ့ကလေးကဘော်ကံကော CDF KKG ကရဲဘော်၂ယောက်ကြာဆုံးခဲ့တယ်လို့စက်တဘာ28ရက်နေ့ကထုတ်ပြန်ထားပါဗျ။ CDF KKG ထိန်းချုပ်ထားတဲ့ကြံသားရွာကိုစစ်တပ်ကပြီးခဲ့တဲ့ August လကနေထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့ September 20ရက်နေ့မှာထပ်မံပြီးအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် CDF KKG ကရဲဘော်တယောက်ကြာဆုံးသွားပြီးတော့ဒဏ်ရာပြင်းထန်တဲ့ရဲဘော်တယောက်ကလည်း September 26ရက်နေ့မှာစေကူတရင်ထပ်မံကြာဆုံးခဲ့တယ်လို့ထုတ်ပြန်ကြေညာသိရပါတယ်။အဲ့ဒီပြင်ကြံသားရွာတိုက်ပွဲမှာ CDF KKG ရဲဘော်တယောက်လည်းဖမ်းဆီးခံခဲ့ရပါသေးတယ်။ စစ်တပ်နဲ့ပြူစောထီတက်ဆွဲထားတဲ့ကလေးကံကိုကားလမ်းပေါ်မှာရှိတဲ့ကြံသားရွာကို CDF KK ကြီး CNA နဲ့ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေကပြီးခဲ့တဲ့ April လမှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးသိမ်းပိုက်ရရှိထားတာပါအဲ့ဒီအပြင်ကဘာနီစခန်းမန်တော်အောင်သားရစတဲ့စစ်ကော်မရှင်တပ်စခန်းတွေကိုလည်းသိမ်းပိုက်ရရှိထားပါသေးတယ်